တော့ကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေအရန်ကိုပျော်ရွှင်စရာကောင်းခဲ့ရတဲ့ဂျန်အခါသမယကိုကြောက်ရောက်တော့မှာဖြစ်ပါတယ်။အဂျန်အခါသမယကြောက်မရောက်ခင်မှာတော့လူငယ်တွေတော်တော်များဟာတစ်ဆက်ဆက်တရားနာရှင်ကိုတော်လန်တဲ့အခါမှာတော့တန်ကြက်တွေထိုးပြီးတော့တော်လန်ခဲ့တာလည်းအလုံးအသိဖြစ်မှာပါ။ဒါမှလည်းအခုချိန်မှာတော့တန်ကြက်ထိုးတဲ့လူငယ်တွေကတစ်ဖက်မှာလက်နဲ့ဆွဲကင်ပြီးတော့တစ်ဖက်မှာတန်ကြက်ထိုးနေတာကိုမြင်ရတာလည်းအိမ်မကောင်းစရာကောင်းမင်မယ်လေ။အားတက်စရာလည်းဖြစ်မိပါတယ်။အားလုံးပဲ ဒီဗီဒီယိုလေးကိုတော့တန်ကြထိုးနေတဲ့တော်လိုင်းရဲဘော်တွေရဲ့ဗီဒီယိုလေးနဲ့စတင်ဖွင့်လိုက်ပြီးတော့နောက်မှာတော့ဒီနေ့ညရဲ့နောက်ဆုံးရရှိသတင်းချုပ်ကိုပေါ်ပြပေးတာဖြစ်တဲ့အတွက်အားလုံးပဲမျိုးတွေအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါတယ်ပြည့်ချစ်တဲ့ဆိုပတ်စံနဲ့ရင်မချစ်ကြပါနဲ့ပတ်စံနဲ့ရင်မချစ်ကြပါနဲ့ပြည့်ရပြည့်ချစ်တဲ့ဆိုအိတ်ကဲသေးကဒေါ်လာတွေကူဖို့ထောက်ဖို့ထုတ်လိုက်ဒီနော်ကူဖို့ထောက်ဖို့ထုတ်လိုက်ဒီနော်အိတ်ကဲသေးကဒေါ်လာတွေ ချာပျော်ပဲစင်ွဲဒုစင်ွဲတဲ့ပျော်ပဲစင်ွဲဒုစင်ွဲဟဲ့မဖိတ်ဖိတ်နဲ့ရောက်တဲ့တဲ့ချာတော်လာတဲ့ချာနှွေဦးတဲ့ချာဟဲ့တော်လာတဲ့ချာနှွေဦးတဲ့ချာဟာပျော်ပဲစင်ွဲဒုစင်ွဲပျော်ပဲစင်ွဲဒုစင်ွဲဟာအချိန်ကြီးရင်သွေးနေကြမခွဲတော်လာမိတ်ဆွေနှွေဦးဆွေမျိုးတော်လာမိတ်ဆွေနှွေဦးဆွေမျိုးအချိန်ကြီးရင်သွေးနေကြမခွဲအတာတကူဘတော့ဖူးတော့ဝင်းကြိုင်လန်းဆန့်ထုံတင် ိုင်မဆန်ထုံသေးပြန်စေအတဏိကုဘတော်ဘူးတော့အခြေခံလူဒန်းစားတွေရဲ့ကားပြမယ်ဆိုပြီးတော့မှရုပ်ရှင်မင်းသားမြင်းမြတ်ကိုမင်းတို့တွေဒီပွဲထုတ်ထားတဲ့အခုလက်ရှိအခြေအနေမှာဟုတ်လားမဟုတ်လားဟုတ်လားမဟုတ်လားအဲ့တော့အခြေခံလူဒန်းစားတွေရဲ့ဘဝတွေကိုစာနာလို့ရအောင်တနာလို့ရအောင်ဆိုပြီးမင်းတို့တွေဒီ ရုပ်ရှင်ပြတယ်ပြည်သူဘက်ကရက်တီးပါတယ်လက်သုံးချောင်းတွေထောင်ခဲ့ပါတယ်ခုများကြတော့ငက်လို့နေလို့ခက်နေလို့ပါအเจ้าတွေပြပြီးစစ်အုပ်စုနဲ့ပတ်သက်နေတာဆက်ကြဘူးလားဆက်ကြဘူးလားမိအောင်ပြည်တွေအားနာပါဦးခရစ်ရှင်တွေကိုငဲ့ကွက်ပါဦးပြည်သူတွေကိုငဲ့ကွက်ပါ တော်လမ်းမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ Gojet Revolution Channel လေးရပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction လို့တော့ပြီးမှတော့ယနေ့ match လ18ရက်နေ့ရဲ့အနင်းလာနေ့ညပိုင်းထီအောင်ဆုံးရရှိတဲ့တင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်ပါရစေ။ Brown သတင်းတပုတ်ဒီနေ့ကတော့သခိုင်းတိုင်းကတာမျိုးနယ်မှာအင်းတော်မျိုးနယ်ဘက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုဂျားပြစ်တိုက်ခိုက်မှုမှာတော့စစ်သား40ဦးတေဆုံးပြီး29ဦးအရှင်ဖမ်းမိကလက်နက်ခဲယံမြောက်မြက်လက်တင်းစီရရှိကြောင်း KIA ကသတင်းထုတ်ပြန်လိုက်ပါရစေ။ match 15ရက်နေ့နဲ့16ရက်နေ့မှာ ကတားမြို့နယ်မှာရှိတဲ့ကျမ်းပတ်စစ်ကောင်စီတပ်သားတွေရဲ့အင်အား150ခန်းရှိတဲ့အင်းတော်မြို့နယ်ဘက်ကိုစစ်ကူလာရောက်ခဲ့တဲ့အဖွဲ့ကို KIA PDF ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ရင်းကြံခံမှုတွင်ကျမ်းပတ်စစ်ကောင်စီတပ်သား40ဦးသေဆုံးပြီး 29ကိုရှင်ဖမ်းမိကထိကက်တန်ရရှိသူမြတ်ပြပြီးစစ်ကြောင်းတစ်ကြောင်းလုံးတက်ပြက်ပြီးကတာမြို့နယ်တွင်သူပြန်လည်ဆုတ်ခွာသောကြောင့်သိရှိရပါတယ်။တွင် KIA ပူးပေါင်းတပ်ပမာလက်နက်ခဲယံမြောင်များကိုလည်းတင်စီနိုင်ခဲ့ပြီးလက်ရှိချိန်မှာတော့နေမြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေလို့သိရပါတယ်။ကတာဘက်ကနေအင်းတော်ဘက်ကိုစစ်ကူတွားဖို့ထွက်လာတဲ့အင်အား150ပါတဲ့စစ်ကွေးစစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်ဖွဲ့တွေက၂ရက်ဆက်တိုက်ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။စစ်ကွေး40ကောင်တည်ပြီး29ကိုရှင်မိရပါတယ်။လက်နက်ခဲယံတွေလည်းမြောင်များတင်စီရရှိတယ်လို့ KIA ကတပ်ပုံများနေတကွာဖော်ပြထားတာတွေ့ရှိရပါတယ်။ နောက်ထပ်သတင်းတွေမှာတော့မကွေးတိုင်းအောင်လံမြို့မှာရှိတဲ့ကျေးရွာတွေမှာလူငယ်48ဦးကိုအချမ်းဘတ်စစ်တကပေါ်တာဆက်ဖမ်းဆီးခဲ့ကြောင်းပြည်သူတွေကပြောထားတာတွေ့ရှိရပါတယ်။မတ်စတရနေ့မှာစတင်ပြီးအချမ်းဘတ်စစ်တွေဟာအောင်လံမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုဝန်ရောက်စီးနင်းပြီးလူငယ်48ဦးပေါ်တာဆွဲခဲ့ခြင်းကြောင်းသိရပါတယ်။အချမ်းဘတ်စစ်တွေဟာစစ်မှုထမ်းရလူငယ်60ဦးတောင်းခံနေခြင်းကြောင့်စစ်မှုထမ်းအောင်အရာခံဖို့ပြစောတိခေါင်းဆောင်မြင့်လင်ဦးဆောင်သောဖွဲ့ကကြေးရမြတ်မှာအလုံသွားအလုံပြန်လူငယ်များပေါဝင်ရန်သားလွန်းလာလူငယ်များကိုပါနေ့စဉ်ဖမ်းဆီးလျက်ရှိကြောင်းသိရှိရပါတယ်။ အော်လိုင်းမြို့နယ်မှာယခုလစစ်မှုတန်း60ပေးရမယ်ဆိုပြီးမက်ဆာတရနေ့ကစတင်ပြီးကြေးရော်ထဲမှာလူငယ်တွေကလမ်းသားလမ်းလမ်းလူငယ်တွေကိုပါစစ်မှုတန်းအောင်ပြူစောတီခေါင်းဆောင်မြင့်လင်ဦးဆောင်တဲ့ဘက်ကတွေ့တဲ့သူကိုလိုက်ဖမ်းနေရလို့လေဒေသခံပြည်သူတွေကပြောထားပါဗါးထို့သူပြူစောတီမြတ်လိုက်လံပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့်ကြေးရော်မြန်မာလူငယ်များဟာအလို့မတော်ရတော့ပဲကြေးရော်များတွေမှာထွက်ပြေးတင်းရှောင်နေကြောင်းသိရှိရပါဗါးထို့အပြင်မကွေးတိုင်းကံမမြို့တွင်လည်းကပ္ပါစာတင့်နှင်းမှဗိုလ်ကြီးထန်ငင်းချန်းတွေကစစ်မှုတန်းကျုပ်ဆိုကကြေးရော်တရားလင်းတလလင်း7320တောင်းခံနေကြောင်းဒေသခံပြည်သူတွေကပြောထားပါဗါး ။ဘူကြီးချန်ချင်းညံလွင်သည်ကံမမြို့မှာတွင်မှရှိတဲ့ကျွရများမှာစစ်မှုထမ်းကြီးများလက်စင်တောင်းခံနေပြီးကျွရများတွင်စစ်မှုထမ်းရဲ့မဲပေါက်သည့်လူငယ်များကစစ်မှုထမ်းလို့လည်းငွေကျပ်3320ပေးဆောင်မှုလည်းတောင်းခံနေခြင်းဖြစ်ပါတယ်။ ဘုံကြီးချင်ချင်းရန်လေးဟာဥဆောင်နေတဲ့စစ်ကွေးတွေဟာကြီးရွာထဲမှာစစ်မှုထမ်းတွေကိုမဲပေါက်တဲ့လူငယ်တွေစီကနေငွေကျပ်320တောင်းတဲ့စစ်မှုမထမ်းရဘူးဆိုပြီးအတင်းတပါငွေတောင်းပါတယ်စစ်မှုထမ်းကြီးကိုလည်းလစဉ်ဆက်ကြီးကောက်သူတို့ကောက်တယ်သူတို့ဂေစကန်နေမှာလည်းလူငယ်တွေကိုပေါ်တာဆက်ဖမ်းဆီးပြီးလူစားထိုးတယ်ငွေချင်းချောက်တောင်းတယ်ဆိုပြီးတော့လေဒေသခံပြည်သူတွေကပြောထားတာကိုတွေ့ရှိရပါတယ်အခြေခံလူတန်းစားတွေကပြမယ်ဆိုပြီးတော့ပါရုပ်ရှင်မင်းသားမြင့်မြတ်ကိုမင်းတို့တွေဒီပွဲထုတ်ထားတဲ့အခုလက်ရှိအခြေအနေမှာဟုတ်လားမဟုတ်လားဟုတ်လားမဟုတ်လား ဲ့တော့အခြေခံလူတန်းစားတွေရဲ့ဘဝတွေကိုစာနာလို့ရအောင်တနာလို့ရအောင်ဆိုပြီးမင်းတို့တွေဒီလုပ်ရှင်ပြတယ်အခုလက်ရှိအခြေအနေကစေရနာပိုက်တာစာတန်ကြောင်းလိုက်ကိုမင်းတို့ပုံကျဲတဲ့တပ်ပြတဲ့တန်ကတော့ကိုဥကိုတိတ်တယ်မင်းတို့အကြမ်းဖက်စစ်ကောင်စီရဲ့လက်ထက်မှာလူသားချင်းစာနာသိဆိုတာမရှိဘူးနော်အဲ့တော့ရုပ်ရှင်မင်းသားမြင်းမြတ်ကိုလည်းပြောလိုက်နော်အာနာရှင်ကိုမတော်လန်သရွေ့မင်းတို့ပြနေတဲ့ရုပ်ရှင်ကားတွေဒီအခြေအနေတက်တက်ဖြစ်တယ်လို့ပြောလိုက်နောက်ကျအခြေအနေကိုသိချင်နေတဲ့မိဘညီကိုမောင်မောင်များ နောင်ချူမှာအချမ်းမဲ့စစ်ကောင်စီကတိုက်လေရင်ကိုသူကအနှိပ်ပြန်တန်းတယ်နော်အနှိပ်ပြန်တန်းပြီးတော့မှစင်ရတနာနော်စင်ရတနာပြည်ရတိမြေတစာတင်ကြောင်းတိုက်ကိုဘုံကျစ်ခက်တိုက်ခိုက်မှုမှာတန်ကတော့9ပါနဲ့ပြည်သူ9ဦးစုစုပေါင်း14ဦးတေဆုံးနေဆိုတော့မှတရင်နေရတော့တောက်လျှောက်တက်လာတယ်နော်တရင်နေရတောက်လျှောက်တက်လာတယ်ဒါတွေကတော့အခု breaking news ပေါ့အခုတက်လာတယ်တရင်နေအဲ့တော့အချမ်းမဲ့စစ်ကောင်စီလုတ်သွားတာအဲ့တော့ရှမ်းပြည်နယ်ရဲ့မြောက်ပိုင်းမှာရှိနေတဲ့မြောက်နောင်ချူမှာအချမ်းမဲ့စစ်ကောင်စီကလေရင်ကိုအနှိပ်ဆုံးပြန်တက်ပြီးတော့မှဟဟလာသူတန်ကဒီကျွန်တော်စင်ရတနာ ဘေးရတဲ့အစာတင်ချောင်းတိုက်ကိုပုံကျဲလိုက်ပါတယ်အဲ့မှာတန်ကတော့ကူပါနဲ့ပြီးပြီးငေါက်သေးတယ်တဲ့လိုက်ပေါ်တက်လာရချေရဲ့အချောက်ရတော့ကအခုဒါကျွန်တော်ပြပါတတ်ကြပါတော့ဒါတွေကတော့အခု breaking news ပေါ့အခုတက်လာတဲ့တဲ့နေအဲ့တော့အချမ်းမစစ်ကောင်အချမ်းမစစ်ကောင်စီကအခုလက်ရှိမှာမင်းတို့တွေဒီရုပ်ရှင်မှာပါလဲရုပ်ရှင်ပြမှာပါလဲအခြေခံလူဒန်းစားတွေရဲ့ကားပြမယ်ဆိုပြီးတော့မှရုပ်ရှင်မင်းသားမြင်းမြတ်ကိုမင်းတို့တွေဒီပွဲထုတ်ထားတဲ့အခုလက်ရှိအခြေအနေမှာဟုတ်လားမဟုတ်လားဟုတ်လားမဟုတ်လားအဲ့တော့အခြေခံလူတန်းစားတွေရဲ့ဘဝတွေကိုစာနာလို့ရအောင်တနာလို့ရအောင်ဆိုပြီးမင်းတို့တွေဒီရုပ်ရှင်ပြတယ် ခုလက်ရှိအခြေအနေကစေရနာပိုက်တဲ့စာတန်ကြောင်းလိုက်ကိုမင်းတို့ဖုံးချတယ်တပ်ဖြတ်တယ်တန်ကတော့ကိုဦးကိုတိတ်တယ်မင်းတို့အချမ်းပဲစစ်ကောင်စီရဲ့လက်ထက်မှာလူသားချင်းစာနာသိဆိုတာမရှိဘူးနော်အဲ့တော့ရုပ်ရှင်မင်းသားမြင်းမြတ်ကိုလည်းပြောလိုက်နော်အာနာရှင်ကိုမတော်လန်သရွေ့မင်းတို့ပြနေတဲ့ရုပ်ရှင်ကားတွေဒီအခြေအနေတက်ဖြစ်တယ်လို့ပြောလိုက်တော်ပါလားချိတ်လို့ပြောရအောင်မင်းတို့စကားစဘက်ကကောင်တွေကလူစင်မီလို့လားလူအတွေးကိုရှိလို့လားလူအပိုင်းဝိုင်းကျင်းဝင်တိတ်ခါတွေရှိလို့လားဟွန်း မင်းတို့အာနာရှင်အတိုင်းအဝိုင်းတွေကလူစင်းပြီလားမင်းတို့ခုပြည်သူနဲ့မင်းတို့စကားပြောကြတယ်မင်းတို့ကချင်တံမိုးနားလေလားတင်းရင်တံမိုးနားလေလားကြရတံမိုးနားလေလားကချင်ကြရကရင်ချင်ဘာမှမလုပ်ရကချင်တံမိုးနားလေလားမင်းတို့ဒါတွေနားလေမှာပြည်သူနဲ့မင်းတို့စကားပြောလို့ရမှာလေဒါတွေနားမလဲမင်းတို့ပြည်သူလူနဲ့စကားလာပြောလို့မရဘူးတော်ပါတယ်နော်အဲ့လာမပြောနဲ့ပြည်သူတံမိုးမပြောနဲ့မင်းတို့အောက်ခြေမှာရှိနေတဲ့စစ်သားတွေရတံမိုးတော်မှာမင်းတို့နားမလဲဘူးတော်ပါပါလား ဲ့တော့မင်းတို့အောက်ကနေအများနဲ့အောက်ကမှပဲနေအတွေးခေါ်မပြည့်တဲ့သူတွေနော်စဉ်းစားညာမပြည့်တဲ့သူတွေမင်းတို့အောက်မှာအများနဲ့နေဒီသူကအများနဲ့ဆင်ပေါ်ရပဲအခုမင်းတို့နောက်ကျမရှိနေတဲ့နေရာကိုမင်းတို့ဘုံသွားကြတယ်တန်ဃာတော်တွေကိုမင်းတို့ဘာဖြစ်လို့ဘုံကြရတာလဲစစ်တပ်ကိုပြည်သူကကူညီခဲ့လို့လာစစ်မှုထမ်းဆောင်ဖို့တွေပါတယ်အောက်မှာမင်းတို့လာရင်းနေတဲ့အရာတွေစောက်ဖို့တွေမင်းတို့စစ်တပ်ကိုထမင်းကျွေးနေတာမရောက်လိုက်မဟုတ်ဘူးစိုးဝင်းမဟုတ်ဘူးမင်းတို့စစ်တပ်ကိုထမင်းကျွေးနေတာပြည်သူမင်းတို့စစ်တပ်ဘာနဲ့ထမင်းစားလဲအခွန်နဲ့ထမင်းမစားဘူးလားခေါက်ခေါက်လိုက်ရ င်းတို့စစ်တပ်မှာအခွန်ဘယ်ရလာလဲမင်းတို့မသိမ့်ဘူးလားဘယ်သူတွေစီကနေအခွန်ရလဲဆိုတာမင်းတို့မသိမ့်ဘူးလားမင်းတို့တွေဒီလာလာပြီးမတ်လို့ရှင်ဘုသူတလည်းမကြွယ်ဝအောက်တော့အထွေးခေါ်လည်းမကြွယ်ဝအချိုးအချောင်းလည်းမကြွယ်ဝမင်းတို့အခုတန်ဃာတော်တွေကိုမင်းတို့တွေဒီဘာကြောင့်ဘုံကျပြီးတော့မှပြစ်ခတ်ပြီးတော့မှလုလိုက်တာလဲအခုနောက်ချိုးမှရှိနေတဲ့တကယ်တန်ဃာတော်တွေကိုမင်းတို့ဘာဖြစ်လို့လိန်နဲ့ဘုံကျပြီးတတ်ဖြတ်လိုက်တာလဲဟမ်တယ်လိုက်တဲ့ဖျားနေပြီးတော့မှမင်းတို့တယ်တဲ့ဖျား နော်ခိုးနေရာမှာတည်လိုက်ပြန်ပြီဖယားမင်းတို့လားဖယားတည်တာမင်းတို့ဒါမှမဟုတ်တန်ခါတော်တွေကိုရရဆက်ဆက်ပြန်တက်တာလဲမင်းတို့ဟင်တန်ခါတော်တွေကိုရရဆက်ဆက်အခုနောက်ချုံမှာချင်းနေတဲ့တန်ခါတော်ကိုပေါ့မင်းတို့ဘာဖြစ်လို့လိန်နဲ့တက်ပလိုက်လဲညင်ညင်နေရလားညက်စွာဖယားကမာနာလားတန်ခါတော်တွေကိုလိန်ရင်နဲ့ဘုံကျဲတက်ပြတ်ဖို့တော့ညက်စွာဖယားမာနာလားဘာမင်းတို့စစ်တက်ကောင်းအောင်လုပ်ပေးနေရလဲ တော့ကျွန်တော်မပါပါဘူးလိုလည်းမလိုလာခဲ့တော့စတယ်မလိုလာခဲ့ပါဘူးမလိုလာခဲ့တဲ့အတွက်ကျွန်တော်ကရတန်းရကြဖို့ကျွန်တော်တိုက်တွန်းခဲ့တဲ့အချင်းချင်းဒါပေမဲ့လည်းကျွန်တော်တို့ကကျွန်တော်တို့တိုက်တွန်းလို့လည်းပြီးသွားတာမဟုတ်တဲ့ခါကျတော့ဘာမှလုပ်မရဘူးအခုတော့ဖြစ်သွားတဲ့ခါကျတော့စိတ်မကောင်းရလို့ဘာမှတတ်နိုင်မှာဘူးအဲ့တော့စစ်ကူလက်ပံလာကြွားမှာမာဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမနေ့အဲပြောရင်တော့မနေ့ရပါတော့မနေ့ရလို့ပြောတော့14နေမော်လွဲပိုင်းမှာစစ်ကူလက်ပံလာကြွားရဲ့ဈေးတန်းမှာဈေးတန်းဈေးတန်းနေရာရှိတယ်ကြောက်လေးနဲ့ဘုံတက်ကလေးနဲ့ဘုံကျဲလိုက်တယ်ဘုံကျဲရတော့အဲ့မှာ28ဦးတည်ဆုံးတယ်တဲ့30ဒဏ်ရာ30ကျော်ရှိတယ်တည်ဆုံးတွေထပ်ရှိအောင်ပဲယူစားတယ်ပေါ့နော်ဆိုတော့ဒီတိုက်ခိုက်မှုကြောင့်ကလင်းငယ်ကြီးပါတေသွားတယ်ဆိုပြီးလေးရောင်းတိုက်ခိုက်မှုကြောင့်ကလင်းငယ်ပဲတေသွားတယ်ဆိုပြီးတော့ပြောတယ်အဲ့တော့ PDF ဒီစစ်ကူလက်ပံလာကြွားက ဘလို့ရွာလဲဆိုတဲ့မျိုးကိုကျွန်တော်စပြောမယ်။စင်ကုလက်ပန္နာရွာကအကုန်လုံးက PDF ရွာ။ဘာလို့ဆိုတော့ PDF ကထိချုပ်ထားတယ် PDF တွေနဲ့အတူတူလက်သုံးရောင်ချူသူခဲ့ကြတယ် PDF တွေဝင်လာတယ်အာပြောကြတယ်သူတို့အောင်မွေးဆိုင်တဲ့ရွာတွေချူကြတယ်ဒါ PDF ရွာပေါ့နော်။ PDF ရွာပေါ့အဲ့လိုရွာ။အဲ့တော့တရွာလုံးက PDF ရွာလို့ဖြစ်နေတယ်။တရွာ PDF ရွာလုံးတရွာလုံးလို့ဖြစ်နေတာပြောရအောင်။ပြည့်ရောစိုက်တယ်ပြည့်တယ်စိုက်တယ်ပြည့်တယ် PDF ကအဲ့ရောက်ထိချုပ်ထားတာ။ပြီးတော့ PDF တွေပဲအိမ်မှာနေရတယ်အများကြီးကြတယ်ရွာထဲမှာ။အဲ့တော့အရက်သားလို့ခေါ်တဲ့ပုံကူတွေနဲ့ PDF တွေနဲ့ရောထွေးနေထိုင်တဲ့ရွာလို့ပြောရင်ပုံကြီးမှန်တယ်။ဆိုတော့အဲ့ဒီချိန်မှာ PDF ဒီချိန်မှာစုစုဝေးစုစုရှိရလို့ဒါတက်ကစက်တက်ကဒိ PDF တွေကိုထောက်ခံတဲ့ရွာမလို့ဘုံကျဲတာဆိုရင်မင်းတို့စစ်ခွေးတွေကိုထောက်ခံတဲ့ကောင်တွေကို ရှင်းပြရင်လည်းမင်းတို့မငုံနဲ့မင်းတို့မပေါက်ကွင်းနဲ့နော်အဲ့ဒါကိုမင်းတို့နားလည်ထားဖို့လိုတယ်မင်းတို့က PDF တွေကိုထောက်ခံတဲ့ရွာမလို့ PDF ရွာဆိုပြီးဘုံကျရင်သိကြတယ်မင်းတို့စစ်ကွေးတွေကိုထောက်ခံတဲ့ကောင်တွေကတော့လည်းစစ်ကွေးတွေကိုရှင်းလို့ရှင်းခံရမှာတော့အသေးကြပဲရောက်လာအဲ့တော့လင်းနေပြတယ်ပြတော့အဲ့မှာစုစုရှင်းနေတဲ့ထဲကလူတွေလည်း PDF တွေလည်းတင်သူလို့အရသာ PDF တွေလည်းတင်ရဆိုတာဖြစ်နိုင်တယ်အဲ့တော့ဘယ်လိုဖြစ် ချမ်းပတ်သမားတွေနဲ့ရောထွေးနေနိုင်သွားတဲ့ရွာတွေမှာတမားနင်းချိုင်နဲ့ဟိုဒီလိုတိုက်ခတ်ချိန်မုန်းတဲ့အခါမှာတက်မလို့တိုက်ခတ်ချိန်မုန်းမှုရှိတဲ့အခါမှာညံ့ညက်ပြီးတိုက်ခတ်ဆုံးပြီးဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကအစကတည်းကရောထွေးနေတိုင်းချိန်ကိုရှောင်ရှားဖို့အမြဲတမ်းကျွန်တော်တို့တိုက်တွန်းနေတယ်ပြီးတော့ဖြစ်နိုင်အိုက်စင်မရောက်မရောက်အောင်လို့ဖြစ်နိုင်ရင်တိုက်ပွဲတွေမပေါ်ကြတဲ့နဲ့ကိုယ့်အကူခဏတော့အပြည့်ရကြပါလားကျွန်တော်ညာလေးတော့ပြည့်ရရပိုင်းလေးကတော့ပြောသေးတယ်ပြည့်ရကြပါလားခဏတော့ခဏတော့ ယာယီအပြည့်ရလိုက်ကြပါလားစီးဆွားလုပ်လိုက်ကြပါလားလုပ်ပြီးလို့ရှိရင်အပြည့်ပြည့်ညှိကြပါလားဒေသခံလူမျိုးတက်ဖို့ဝင်နေအဲ့ဒီဖွဲ့နဲ့ညှိကြနိုင်ကြရင်လည်းနောက်ဆုံးစီးဆွားနေမှတခါတကယ်ကိုလက်နက်ပြန်အနှံ့ချင်းနဲ့ဒီအပြည့်ခွင့်လို့ပြည်နိုင်ခွင့်လို့ရှင်းဆိုရလေအပြန်အလှန်ညှိနိုင်ပြီးတော့ဒေသခံတွေအတူပူးပေါင်းလို့ဆောင်ရှင်းဆိုရလေအထိတစ်ဆင်ချင်းသွားကြမင်းကညှိနိုင်ခဏမှမဟုတ်ဘူးမင်းကအရှုံးပေးခိုင်းနေရယူအရှုံးပေးမယ်ဆိုရင်တော့မင်းဘယ်တော့မှမျောလင့်နေနော်မင်းတို့တော့နောက်ဘဝတော့နောက်ဘဝဆက်ဆက်တော့မင်းတို့ဘဝလေးငါးခုပြောင်းနေတော့မင်းတို့ကိုတော်လိုင်းကြက်တွေအရှုံးပေးမှာမဟုတ်ဘူး င်းတို့ဘာလဲနဲ့ချိုင်ချာမချတော့ဒီဘက်ကဘယ်တော့မှချမှာမဟုတ်တော့သေးကြပဲ။ဟောလဲဆိုတော့တော်လိုင်းတက်သားတွေဆိုတာ PDF တွေဆိုတာကပြည်သူတွေကမွေးဖွားလာတာမင်းပါတို့လို့ခြင်းတို့မိုးကြွှေဘူးမိုးဟွာကြတာတဲ့အကောင်တကောင်းအောင်ပါဘူး။ကျွန်တော်စိတ်ထဲတော့မကောင်းပါဘူး။ဟိုဒီကိစ္စမှာတက်မလို့မားတယ်လေကျွန်တော်ပြောချင်ဘူး။မားတယ်လို့ပြောချင်ဘူး။အဲ့လိုပဲ PDF တွေရဲ့ PDF တွေသူတေ PDF တွေမလို့တေးွားဆိုတာမျိုးလေကျွန်တော်ပြောချင်ဘူး။ဒါပြောရမှာလည်းမဟုတ်ဘူး။ကိုယ်နိုင်ငံသားတွေဖြစ်တယ်။အခုချိန်ကြီးမင်းတက်မလို့မားတယ်လို့မပြောသေးဘူးဆိုရဲရမင်းကဘောမှာကောင်းနေတုံးဆိုတာလူတိုင်းသိတယ်။မင်းဒီဘောမှာတော့ပြောခွင့်ရှိမှာမဟုတ်တော့ဘူး။ဘောလဲဆိုတော့မင်းလည်းမကြခင်မှာပြည်သူတွေကရှင်းလင်းတာကိုခံရမှာပဲ။ ဆိုတက်မတော်နေတဲ့ကကြတော့လေဒါသူ့တကဒါအချက်မှတ်သမားတွေဖြစ်တော်တယ်တက်မတော်ကကြသူ့ရဲ့ရန်သူချက်ပါတော့ဖြစ်သွားတယ်ပီရီယက်တွေကြတော့လေသူ့ရဲ့ရှင်စက်ကိုစက်ကငါတို့ရဲ့ရန်သူဆိုရန်သူနှစ်ဖက်တိုက်ကြတဲ့ကြားမှာဆိုင်ပြီးတိုက်ကြတဲ့ခါမှာအိုတာယာနဲ့ထုတ်ကြတယ်လက်သိနဲ့ထုတ်တာကောင်လက်သိနဲ့ထုတ်ဒါနဲ့တာကောင်ဒါနဲ့ခုံတုံးနေကြတော့တုံးနေခုံတုံးနေရိုက်တယ်တနပ်ပါတော့တနပ်နဲ့ပြင်မယ်ဒါလေးပါတော့လေးနဲ့ပြင်မယ်သူတို့ရန်သူနှစ်ဖက်တိုက်ကြခဲ့ကြတဲ့ခါမှာကြားမှာညက်ပြီးတော့ဟိုနားအဲ့တစားကန်ရွာလေးဖြစ်ပြီးတင်ကြရတဲ့ဖြစ်စီဖြစ်တယ်အဲ့တော့အဲ့ဒီရွာလူတွေကပီရီယက်တွေကိုကြိုးခဲ့ကြရင်ကြိုးခဲ့ကြမယ်ဒါပေမဲ့ဒါပေမဲ့ကိုယ်နိုင်ငံသားတွေဖြစ်နေတဲ့ခါကျတော့ကျွန်တော်စိတ်မကောင်းဖြစ်အောင်လုပ်ဘန်းတနအဲ့တော့ဒါကြီးကဒါမျိုးကြီးတွေနောက်ထပ်ထပ်မဖြစ်အောင်လုပ်ပဲ PDF တွေအနေနဲ့ပွင့်လို့ပြောရင်တော့ ceasefire လုပ်ရဖို့ကျွန်တော်တိုက်တွန်းပါတယ် ceasefire လုပ်ရပါလောက်တာအကောင်းဆုံးပါတက်ဆိုင်ရဒေတာလိုက် ceasefire လုပ်ပြီးတော့မှအဲဒေတာလိုက်အချုပ်ရခွေနဲ့ဒီနိုင်တိုင်မင်း ceasefire လုပ်ဒီနိုင်တိုင်မင်းပြီးတော့မှနှစ်ဖက်ယုံကြည်မှုတည်ဆောက်ရင်းနဲ့အပြန်လန်းမင်းလိုချင်တာပါငါလိုချင်တာပါငါဖြစ်ချင်တာပါမင်းဖြစ်ချင်တာပါငါလိုလိုချင်တာပါအပြန်လန်းညှိတာနိုင်ကြရင် တွားကြဖို့ကျွန်တော်တိုက်တော့မှာဘာလို့ဆိုတော့နေဆက်မှာရှိတဲ့ဟိုတရုတ်ကျောင်းနောက်ခံပေးထားတဲ့တိုင်းသားလက်နက်ကိုင်းအမြင်ခံထားတဲ့လက်နက်ကိုင်းအဖွဲ့တွေနဲ့တောင်းပါပဲတက်မတော်ကစီဆွားလုပ်နေပြီပဲဗျာစီဆွားလုပ်နေတာပဲနော်အဲ့တော့ဒီအညာလေးသားအညာသားတွေလည်းတက်မတော်ကစီဆွားလုပ်တာမျိုးတွေတက်မတော်ဘက်ကမလုပ်ချင်ဘူးမပြောနဲ့တက်မတော်ကလုပ်ချင်ပါလိမ့်မယ်ဒါပေမဲ့တက်မတော်ဘက်ကဘလောက်ပဲလုပ်ချင်လုပ်ချင်ဒီသက်ဆိုင်အညာလေးသားလက်နက်ကိုင်းပေးရဖွဲ့တွေကိုလည်းစီဆွားရဘက်ကိုဇောင်းပေးပြီးအားတန်လာဖို့လိုပါတယ်အဲ့ဒါပြရတော့ရေးကြည့်ပါတယ်ကျွန်တော်တို့အဲ့ဘက်ကိုတိုက်တော့မှာတယ်နော်တိုက်တော့မှာကျွန်တော်စိတ်စိတ်ထဲမှာတော့ဒီလိုမျိုးတော့တက်သေးချင်းမှုတွေထက်လဲမကြားချင်တော့ပါဘူးသို့တော့ကျွန်တော်တို့တားလို့မရတဲ့ပစ္စည်းကိုတော့တားလို့မရတဲ့အရာကြီးကိုတော့ကျွန်တော်တို့ဟိုတော်တော်လေးမှမမှတ်ဘူးအတွက်တားချင်စိတ်လည်းမရှိတော့ပါဘူးတားမနေချင်တော့ပါဘူးနော်အဲ့တော့ တစ်ခါတင်ကြရင်တားမရတဲ့သူလက်လွတ်ပေးလိုက်တာကောင်းပါလေဆိုတော့မျိုးဒီဘောပဲတားမရတဲ့သူလက်လွတ်ပေးလိုက်တာကောင်းပါလေဆိုတဲ့သဘောပေါ့နော်တချို့ညီငယ်လေးကျွန်တော်ပြောတဲ့စကားကယူရတဲ့တူတာနော်ဒါကဟိုကနေမှန်းနေဘူးကိုရှိမှမင်းကျွန်တော်တားမရတဲ့သူလက်လွတ်ပေးလိုက်တာကောင်းပါလေဒါဒါဒါတကယ်လို့အဲ့တော့ကိုနဲ့ညီငယ်မျိုးကျွန်တော်ချကြည့်လေဆိုတော့လေလွတ်ပေးလိုက်တာကောင်းပါလေဆိုတော့အဲ့တော့လွတ်ပေးထားမယ်တဲ့ဘောပဲဘာမှမတတ်နိုင်ဘူးကျွန်တော်တို့ဒီကနေလှမ်းပြီးအဝေးကနေစင်ကောင်းဖြစ်အောင်လွှဲလိုက်ဘာမှမတတ်နိုင်ပါဘူးအဲ့တော့စီဖိုင်လောက်ကြောက်ထဲထုတ်ကြည့်ပါလေဒီဒီဆုံးဘူးကနေတင်းနေတာယူကြဖို့စီဖိုင်လောက်ကြောက်ပြီးတော့အကုန်လုံးကကိုချင်းစာတရား ဲကျော်မြင့်မင်းဆိုတဲ့ကောင်တော့စိတ်မကောင်းဖြစ်ရဲဆိုတဲ့စကားကိုထက်ခါတကပြောနေအောင်တွေ့ရပါတယ်စိတ်ထဲမှာကတော့မကဘုံကျက်တာကိုပြောနေတဲ့ကောင်တွေကနေပြီးတော့ပေါင်900ပေါင်1000ပေါင်1000တွေဘုံတွေကျဲခိုင်းနေတာနေ့စဉ်နဲ့မျှကျဲခိုင်းနေတဲ့ကောင်တွေကအခုလိုစကားထွက်လာပါတယ်ကဲဘာပြောမင်းတို့ကောင်တွေရဲ့ဘဝကလည်းမင်းတို့မှာအခုလိုတိုက်ပွဲတွေဖြစ်တဲ့ခါမှာဒါတွေကိုရပ်ဖို့အတွက်ကတော့မင်းတို့ဘောင်ကိုပြောရတဲ့ခါမှာတော့ PDF တွေကိုလည်းနှစ်ချဖို့ပြောနေတော့ဘုံမတတိုက်ရဲ့စကားတိုင်းဖြစ်ပါတယ်ဘာပြောဒီကောင်တွေကိုကတော့ကျွန်တော်တို့တွေကလုံးဝကိုမှလုံးဝလုံးဝလုံးဝကိုမှအရှင်ထားလို့မရတဲ့ကောင်တွေပါ ီတော်လန်ကြီးຫນွေဦးတော်လန်ကြီးကတော့ရှင်းပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေကိုဘယ်သူကကြားဘယ်သူကဖားဆိုတာအားလုံးကိုွက်ပြတ်တော့အောင်လုပ်နေတာပါအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ်သူကတော့အားလုံးဒီတိုင်းပဲဒီရဲ့ဘိုက်မှာဌာနချုပ်စကန်ဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့အင်အားအလုံးရင်းနဲ့ပေါ်သွားပြီးတော့နောက်ထပ်စကန်တစ်ခုကိုပြန်လဲတိဆောက်ပြီးတော့ဆေးရနာရှင်ကိုပြန်လဲတွန်းလန်ဖို့အတွက်စူးစမ်းနေတဲ့ဘိုမိုက်ကဖြစ်ပါတယ်အားလုံးပဲဒါလေးကိုတော့ဘိုးကြီးထမြတ်နဲ့အတူတူမင်းမြထားတဲ့ဗီဒီယိုလေးကိုမကြည့်ရသေးတဲ့မျိုးတွေအတွက်ပြန်လဲဝင်မြန်ပြန်လဲဖြစ်တဲ့ကျွန်တော်တို့အားပေးတော်ရပါတယ်။ဟုတ်ပါညီလေး ဟုတ်ကဲ့ကိုကြီးမင်္ဂလာပါဗျာအေးပြီလေအဲဒါစုံစုံဖို့ချိန်းတာတော့ကြာပြီပေါ့နော်ညိုဘက်ကလည်းပွဲတွေကလည်းကောင်းအဲပြီးတော့ကျတော့ဒါအောင်ပွဲတွေရဝမ်းတွေကလည်းတာတော့ပေါ့နော်ကြည်ပြီးတော့အချို့ဟာတွေကလည်းပိဆက်တာရှိတာပေါ့နော်အဲတော့ကျတော့ပွဲတွေတော့ချက်ဖြစ်နေတော့မအားမလက်နဲ့အခုမှပဲစုံပြစ်တယ်အဲတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါအခုစုံရပြီဆိုတော့ကိုကြိုးပြောကြပါပေါ့နော်အဲပြောမယ်ဆိုတော့ဒါညီလေးပုပ်ပုပ်လေးမိတ်ဆက်ပြီးမိတ်ဆက်ပြီးပြီးသူတွေကတော့သိပါတယ်ဒါပေမဲ့သိတော့ဘူးသိတော့ဟုတ်ကဲ့ပါအကူကြီးညီကတော့ဒီမင်းချန်ဘလတ်တိုက်ကပေါ့နော် MPD တက်ဖွဲ့ကောင်းတော့ပုံမိုက်ခဲပါဗျာအကူကြီးဟုတ်တွေ့ရလဲဝမ်းတာပါတယ်အကူကြီးအခုလိုမျိုးစုံရတာလေ โอเคပါအဲ့ဒါကျွန်တော်စကားပိုင်းလေးစလိုက်မယ်နော်ဟုတ်ကဲ့ပါကိုဟုတ်ကဲ့အညာတကယ်တည်းဟိုဟာဖြစ်တဲ့အပြင်မှာတကယ်ခက်ခဲတဲ့နေရာမျိုးလည်းဖြစ်တယ်တိုက်ရခိုက်ရတာလည်းခက်ခဲတယ်အဲကူလဲလှူလဲနေရာမှာလည်းခက်ခဲတယ်ဝေရချမ်းရလည်းခက်ခဲတယ်ဟုတ်တော့အဲ့ဒါကြောင့်အဖွဲ့တွေဒီတက်ပို့ပြည့်စုံရင်တော့ပုံမိုက်တော့ပါနော်ဒါတော့မှဒီကြားထဲကနေပြီးတော့မပြည့်မစုံတဲ့အောင်မြင်မှုတွေယူနိုင်တာတကယ်လေးစားဖို့ကောင်းတယ်အဖွဲ့တွေဒါနဲ့ဒါနဲ့တစ်ခုမေးချင်တာအဲဘူမိုက်ခဲကအဲဒီဒီဒီအခုတော်လိုက်ရေးရေးတော်လိုက်ရေးဟိုဟာမလုပ်ဖြစ်ပါနော် ဘာဘာလုပ်ခဲ့ဘလို့လူမျိုးလဲပေါ့အဲ့ဒါလေကျွန်တော်ကယူနော်ချက်ရှင်နီစန့်ကျင်ဘက်ပေါ့ဒီလက်နက်ကရင်နဲ့စန့်စန့်ကျင်ဘက်ပေါ့ချက်ရှင်နီကျွန်တော်ကကျွန်တော်ချက်ရှင်နီလောက်တာအဲကျွန်တော်ချက်ရှင်နီဒီမိကြမ်းမျိုးကိုယ်တိုက်ကြည့်ရချက်ရှင်နီအတင်းခွဲပေါ့ကျွန်တော်ချက်ရှင်နီတတ63ရောက်စုပေါင်းရှိရကျွန်တော်တို့ဒီအဲစေးစေးကင်တာပေါ့နော်စေးကင်ပြီးတော့လူမျိုးပေါ်ဒီလိုက်ပြီးတော့ဘေးစေးခတ်တာတွေလို့ဒီကုညီကုညီတာတွေလောက်တယ်ပြီးရင်ကျွန်တော်ကဒီစနေတနေ့ခဏဒီမှာကျွန်တော်အတင်းလဲထောင်ထားတယ်ဒီပေါ့နော်အဲချက်ရှင်နီအပြင်မှာကျွန်တော် ားရင်ဒီလူငယ်ပရိုက်တာအဖွဲ့ဆိုပြီးတော့ကျွန်တော်ရွာမှာအမိုက်ကျုံးတာပေါ့အမိုက်ကောက်တော့တကားနဲ့ရွာရွာတန်ရှိတော်ဘုံတော့အဲရွာကိုအမိုက်ပုံးလို့အဖေတို့ကလည်းအားပေးတယ်လေအဲသူကိုယ်တိုင်းအမိုက်အမိုက်ကားဝယ်ပေးတယ်ဩကျန်တဲ့ဟာကြီးလုတ်ပေးတယ်ကွာအိမ်မိဘဆိုကူးမလို့အဲ့လိုမျိုးအဲ့လိုမျိုးတွေလောက်ရတာပဲဝါသနာပါအဲ့လိုမျိုးပဲတက်ရှိလို့ဘယ်ဒီရမလားအဲ့လိုမျိုးဒီရွာထဲကိုအမှိုက်မပြတ်ဘူးပေါ့နော်တက်ဆက်ကြီးနဲ့អော်ပေါ့ကျွန်တော်တို့ငွေတွေအားအမှားအများကြီးတော့ငွေချင်းတွေအားအမှား အာတပတ်ကိုနှစ်ရက်နှုန်းနဲ့ပေါ့မှိုက်တကယ်ကိုပဲ project လုပ်ပြီးပြပြွှင်နေခဲ့တဲ့လူငယ်တယောက်ကနေပြီးလက်ရှိအခြေအနေမှာဆိုရင်တော့ project စိတ်ရင်းခံတယ်ပဲတိုင်းပြည်ကိုကောင်းမွန်တဲ့နေရာတစ်ခုရောက်စေချင်လို့အခုလိုမျိုးခေါင်းဆောင်တယောက်ဖြစ်ပြီးတော့တော်လန်နေတာကိုတွေ့ရတာတကယ်ကိုမှပဲအားကြစရာလဲကောင်းတယ်လို့တကယ်ကိုပဲလေးစားစရာလဲကောင်းတဲ့လူငယ်တယောက်ဖြစ်ပါတယ်ဒီကနေ့ရွာလေးကိုလိုက်သိအဲ့လိုမျိုးပဲအဲ့လိုမျိုးလောက်ရတာကြိုက်တယ်သိရမလား ဒါပေမဲ့ဒီကောင်အနာသိမ်းလိုက်တော့ကျတော့ကောင်းမြတ်ဖြစ်သွားတယ်တိုင်ပတ်သွားပြီးရင်ကျွန်တော်ဓမ္မစကူလေးတင်တယ်ဓမ္မစကူကျွန်တော်အဲ့လိုမျိုးတွေကျွန်တော်ကျွန်တော်ဝါသနာပါတဲ့လှုပ်တွေပေါ့ကြာကျွန်တော်လှုပ်တယ်ကျွန်တော်အဲ့လိုအဲ့အဲ့လိုမျိုးထားတော့ဒါကုညီရတဲ့အလုပ်တွေပရာဟိတာအလုပ်တွေအဲခုနလိုပေါ့နော်တိမ်တိမ်မွေ့မွေ့ဖြစ်တဲ့အဲ့လိုဓမ္မစကူကိစ္စမျိုးတွေလှုပ်တဲ့သူတယောက်ကလက်လက်ကင်မှုလမ်းစီကိုရွေးချယ်ဖြစ်သွားပါတော့နော်ဒီစိတ်တွေကြောင့်မလို့လည်းဖြစ်နိုင်သလိုပေါ့နော်အဲဒီတော်လန်နိုင်မဲ့နီးလန်းနေအများကြီးရှိတယ်အဲ့ထက်မှလက်လက်ကင်မဲ့လမ်းစီကိုဘာကြောင့်ရွေးဖြစ်သွားလဲအဲဆိုတော့ပြောလို့ပေါ့နော် ဥပဒေဥပဒေထက်မှာဆက်တက်ရှိနေတော့ပေါ့လက်နက်ကင်လမ်းစဉ်ကိုယူလိုက်တာဘာလို့ဆိုတော့ညီတို့ဒီလက်နက်စမကင်ကင်တော့ညီတို့တက်ချင်နေမှာအခြေခံမှုရှိရတယ်နော်အဲအဲ့ထက်မှာအခြေခံမှုခုနကချက်ထက်မှာဂျားနေချင်းဆိုတဲ့မူဝါဒရှိရတယ်သူကတက်ချင်နေရလမ်းထောင်ထားရင်ပေါ့နော်ရန်သူဘက်ကလည်းပြည့်လို့မရသလိုမိတ်ဆွေဘက်ကလည်းပြည့်လို့မရအဲ့လိုပဲမိတ်ဆွေဘက်ကလည်းပြည့်လို့မရသလိုရန်သူဘက်ကလည်းပြည့်လို့မရဘူးမိတ်ဆွေရဲ့ရန်သူရဲ့ဆိုတာမရှိဘူးရန်သူဘက်ကလူတွေကိုလည်းကုသမယ်မိတ်ဆွေဘက်ကလူတွေလည်းကုသမယ်အဲ့လိုခွဲခြားဆက်ဆံမှုမရှိဘူးပေါ့ ဒါပေမဲ့ဒီမန်လေးမြို့မှာသူတို့ပြစ်တက်လိုက်တဲ့တယောက်ကညီတို့ချက်ရှိနေအဖွဲ့ဝင်တယောက်ဖြစ်နေပေါ့တကယ်တော့ဟောနော်စံနှုန်းနဲ့စံညွန်းနဲ့ဘောနော်တရားဥပဒေတွေဆိုတာဘောနော်လက်လက်လောက်ဘောင်မဝင်ဘူးဆိုတာညီတို့သိခဲ့တယ်ဘောနော်အဲ့တော့ကြောင့်မလို့ဒီစစ်တပ်ကိုဂျန်တဲ့နီးနဲ့တော့တိုက်လို့ရမှာမဟုတ်လက်နက်ကင်ပြီးတိုက်မှရမယ်ပေါ့ကျန်တဲ့စကားပြောတဲ့အပိုင်းကတော့စကားပြောတဲ့အပိုင်းပေါ့နော်ဥမာဆိုပါစို့အဲစကောင်စီနေနဲ့အီရိုးနဲ့စကားပြောခြင်းတယ် KIA ရိုးနဲ့စကားပြောခြင်းတယ်ဘာလို့စကားပြောခြင်းတာလဲတစ်ဖက်ကလက်နက်ရှိနေတို့တွေနော်လက်နက်မရှိရင် ဒါမရှိလို့ပုံကူဗျာနော်နိုဘယ်ဆုရှင်တော်ဖမ်းတာပဲဒီနော်ဟုတ်တယ်မရှိရင်မရပါဘူးအဲ့တော့ကျွန်တော်တက်ရင်ရတစ်ခုပေါ့နော်အဲငញ្ញံရေးလူချင်းစစ်ပင်ထားဆိုတဲ့စကားရှိတာပဲအဲ့တော့ညီတို့အဲစစ်ပင်ထားဖို့လိုတယ်ပေါ့နော်အဲငញ្ញံရေးရယူဖို့အတွက်တော့မဟုတ်ဘူးပေါ့နော်အကောင်းဆုံးငញ្ញံမှုတွေအဲပေါ့နော်ရယူနိုင်ဖို့ပေါ့နော်ဘာကြောင့်လဲဆိုတော့ညီတို့ကပေါ့နော်သူတို့နဲ့ဆွေးနွေးဖို့အတွက်လက်နက်ကင်ခဲ့တာမဟုတ်ဘူးနော်တောင်းနော်တောင်းယူဖို့မဟုတ်ဘူးညီတို့တိုက်ယူဖို့ သွားခဲ့တာဗောနော်အဲ့တော့ကြောင့်မလို့ပို့ပြီးတော့ခက်ခဲခက်ခဲမှာဗောပို့ပြီးကြမ်းတမ်းကြမ်းတမ်းမှာဗောဒါပေမဲ့ညီတို့လူငယ်တွေရွေးချယ်ခဲ့ပြီးကြလန့်နေနော်ဆက်နောက်ဆုံးလို့မှမရဘူးရှေ့အဆုံးထိသွားမှာပါဝိုက်တယ်ဗောဝိုက်တယ်ဒါခံယူချက်တွေဒါအဲခုနလိုဗောနော်တော်လိုင်းပေါ်ထားတဲ့သဘောထားတွေဗောနော်ပြီးတော့အဲ့ဒီတပ်ဖွဲ့ကိုစုဖွဲ့စုဖွဲ့ပါစုဖွဲ့တယ်ထားပါတော့အဲ့ကြဘလို့ဘလို့လူငယ်တွေရောက်လာလဲအညီအဖွဲ့တွေအဓိကဘာလို့ညီလက်ဒုတိယနဲ့ចောင်းသားပါပဲအဓိကတော့ဒါဘာလို့လူငယ်စုចောင်းသားများစုပါတယ် လက်လုပ်လက်စားတွေလည်းပါတယ်ပြီးလို့ရှိရင်ညီတို့ဘောနောလူငယ်တွေဆိုပြီးတော့တချို့ဘောနောဒီဒေါ်လာတက်ချင်းချင်းရှားမှာကိုညီတို့ဘောနောဖွဲ့စည်းစားတီထောင်ကားသားမှာဘောနောဖိနှိပ်မှုတွေများစွာရှိခဲ့တာရှိတယ်အာဒီကောင်တွေဗီယမ်မတာကလေးတွေဘောနောကျွန်တော်တို့ကကလေးတွေမဟုတ်ကျွန်တော်တို့ဒီလူငယ်တွေဖြစ်တယ်ကျွန်တော်တို့ကလေးမဟုတ်ကျွန်တော်တို့လူငယ်တွေဖြစ်တယ် အဲ့တော့လူငယ်တွေမှာကြီးမန်းချက်ရှိရဲဆိုတာကိုတော့ချို့တော့လူကြီးတွေတီးဖို့လိုတယ်ပေါ့နော်။အဲကျွန်တော်တို့ဘယ်ရမှာမနေဘူးကျွန်တော်တို့အပွဲမှာဆိုရင်တော့ကျွန်တော်တို့တက်မှာပေါ့နော်။ကျွန်တော်တို့တက်မှာဆိုလို့ရှိရင်စီကံချက်များတယ်ပေါ့နော်။စီကံချက်များတယ်။ပြီးရင်စီကံကြီးတယ်လို့အပြစ်အပြစ်တွေအပြစ်တွေလည်းများတယ်ပေါ့နော်။ရဲဘော်တယောက်မှာခန်းစားပိုင်ခွင့်ဆိုတာနည်းတယ် ဥမာဆိုပါဆို uniform လေးဝတ်ပြီးတတော်ဆော့တာလို့ဘာလို့ညီတို့အဖွဲ့မှာဆိုရင်မနော်တိတ်ပြီးတော့ဘနော်လုပ်လို့လောက်ထားတိတ်မရှိဘူးနော်ဘာလို့လဲဆိုတော့အဲ့ဒါနေနဲ့ပတ်သက်ပြီးတော့မှညီတို့တချို့တော်တော်များများတားမြစ်တာတွေရှိရောနော်လုံးဝစစ် only ဘနော်အတီးတန့်စစ်တိုက်မယ်ဘနော်ပြည်သူလူထုကိုကူညီမယ်ဘနော်အဲဘယ်နယ်တွေတုနယ်တွေအဲ့လိုမျိုးခွဲခြားတာတွေမရှိဘူးနော်ခွဲခြားမှုတွေကိုလည်းဂယူမဆိုင်ဘူးဘနော်အဲ့ကြောင့်မလို့လဲတော်တော်အဆင်မပြေရများတယ်ဗောမြေပြင်နေထားမှာအဓိကပြည်သူပဲဘနော်အဲဒီဘက်ပြည်သူဒုက္ခရောက်နေဆိုရင်ဒီဘက်ကိုသွားကူညီမှာဒါညီတို့အလုပ်ဖြစ်တယ်နော် ဒီတိုင်းကဆက်ကဆက်ဒီဘက်ကိုထိုးမယ်ဆိုရင်ညီတို့ ਨੇ နှိစက်နေရဆိုရင်ညီတို့အချိန်မေးသွားပြီးတိုက်မှာပဲ။ဘာလို့လဲဆိုတော့ညီတို့ကမြန်မာနိုင်ငံသူနိုင်ငံသားတွေပေါ့နော်။ဘာလို့လဲဆိုတော့ဒီနိုင်ငံတနိုင်ငံလုံးကိုကျန်းမာရေးကောင်းဖို့အတွက်ညီတို့ရွေးချယ်ခဲ့တဲ့လမ်းစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့သူ ਨੇ ခုနဲ့ရွေးနေမှာမဟုတ်ဘူး။စစ်ကောင်စီရှိတဲ့နေမြေကညီတို့ FPT တက်ရဲ့နေမြေဖြစ်တယ်။ဖွဲ့စည်းထားတာတော့ဆွမ်းနာပြောလို့လူငယ်တွေကြီးပဲညီတို့ထဲမှာ30ကျော်တဲ့လူက9ယောက်လောက်ပဲရှိရထင်တယ်။ဟုတ်တယ်9ယောက်တော့ရှိတာမသိဘူးပေါ့နော်။အားလုံးက20ကျော်18 20အဲဒီဝင်းကျင်နေပဲ။ အဲ့အဲ့ဒါကြောင့်အကုန်နေရာဆုံးပတ်ပြီးတော့စောနေရပေါ့လူငယ်လေးကြီးပဲဟုတ်ပါဘူးဟုတ်ပါဘူးအဲ့အဖွဲတွေတဲမှာလေအဲ့ဟိုတလောဟိုမနစ်ကအလောက်ဖြစ်မှာတင်းနေနော်အဲကိုမိုက်ခဲတို့စီကအဲ့လိုလေအဲရဲဘော်လေးတွေတယောက်ချင်းစီရဲ့အဲ့လိုဟိုလိုဟိုအင်တာဗျူးပုံစံလေးတွေရင်းနှီးခံစားချက်သဘောမျိုးလေးတွေအတင်တာလေးတွေတွေ့လိုက်တယ်နော်အဲအဲ့လိုမျိုးလေးဟိုကျွန်တော်တို့စီမှာမောင်းမြန်မရှိဘူးပေါ့နော်အဲလက်လုံးနဲ့ပဲချတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စိတ်တက်မကြဘူးပေါ့နော်အဲအဲတစ်ချိန်ကျရင်ကျွန်တော်တို့မောင်းမြန်ကင်တယ်ရမယ် အဲကြောင့်မောင်းပြန်တဲ့တိုက်ပွဲဝင်ရမယ်ဆိုပြီးတော့ဒါမပြည့်စုံမှုတွေကိုဒါလုံးဝစိတ်သက်မကြဘဲနဲ့ပြောသွားတဲ့ဗီဒီယိုဖိုင်လေးတွေတွေ့တယ်ပေါ့နော်အဲအဲ့လိုဟာမျိုးလေးတွေတွေ့တော့ဟိုစိတ်သက်မကောင်းဘူးပေါ့နော်မကောင်းဘူးကြည့်လိုက်တော့လေတကယ်လူငယ်တွေတကယ်ပေးဆက်ပြီးတော့အွယ်ကောင်းလေးတွေဒါမျိုးတွေအဲလာပြီးတော့တိုက်ပွဲဝင်ပေးနေကြအမြင်ရတော့လေနော်အဲကြောင့်အဲဒီလူငယ်တွေကိုဘယ်လိုမျိုးပြုပြင် ထိန်းသိမ်းရတာမျိုးတွေရှိလဲပေါ့နော်ဘောက်လဲဆိုတော့အချို့ကစလာပြီဆိုနေရတော့အဲ့လို ဟိုတိုက်မယ်ခိုက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တခုလည်းပဲစိတ်ထဲမှာရှိတယ်ကွာအဲ့လိုလေဟိုငါတို့စစ်သားပုံစံဖြစ်ရမယ်ဆိုတဲ့ဟာမျိုးတွေတိတ်မတွေးဖြစ်ကြရရှိခံစားချက်တွေနဲ့ပေါ့နော်ပါလာတယ်ဒါပေမဲ့ခံယူချက်တွေဖြစ်အောင်ဘယ်လိုမျိုးပြောင်းလဲပေးရတာမျိုးတွေရှိတယ်အဲ့လိုမျိုးလုပ်ခဲ့ရတဲ့သူတွေရရှိတယ်ရှိတာပေါ့ရှိတာပေါ့ဆိုတာကအဲညို့လူငယ်တွေမှာပေါ့နော်မတ်ထောင်သားတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဇရိုက်ဆုံမျိုးစုံဆုံကနေလာကြတာအဓိကတော့ညီတို့ကစစ်သားတွေဖြစ်တယ်ပေါ့ ဒါပေမဲ့အရာရာတိုင်းကိုစစ်မိတ်နဲ့သွားလို့မရဘူးတချို့နေရာတွေမှာမေတ္တာတွေရတယ်သွားရတာရှိတယ်မေတ္တာနဲ့အချို့ရတဲ့ဘိုင်းနေရှိဘာလို့လဲဆိုတော့တရားတော်တစ်ခုကတော့ဘောနောဓာတ်ကင်လာတဲ့လူကိုတော့မေတ္တာတော့ရွတ်ပြလို့မရနော်အဲ့လိုမျိုးတွေပေါ့နော်အခိုက်တဲ့မှာအုတ်ချုပ်ပုံတွေကတော့နော်မတူကြဘူးပေါ့နော်အုတ်ချုပ်ပုံတွေကမတူကြဘူးဒါပေမဲ့ညီတို့ပေါ့နော်အဲ ဟိုနုနယ်လေးတဲ့အရွယ်ပေါ့ဒီရွယ်လူငယ်လေးဆိုတာဘောနော်သူတို့ခံစားချက်နဲ့ပဲလာလာခံယူချက်နဲ့ပဲလာလာတေချာလာတခုကတော့သူတို့အကောင်းနဲ့အဆိုးဘောနော်ခွဲခြားသိမြင်လို့လာတာဖြစ်တယ်ဒီချိန်မှာသူတို့ဘောနော်အဲလုံးဝစစ်စစ်ကြီးလေးဝင်အောင်လုပ်ပြီးလို့မရအောင်နော်တိုက်ခိုက်ရေးကိုပြေးဝအောင်လုပ်မယ်ပြီးရင် တနက်ကင်နာကင်လူတနက်ကင်နာလိုရတယ်ပေါ့နော်အဲ့တနက်ကိုစောင်းထင်းရမယ့်ကျင့်ဝတ်တွေရယ်ပြီးရင်ဒီတနက်ပေါ်မှာတာယာမသွားဘူးပြီးရင်ပေါ့နော်တာဝင်တဲ့အာနာနဲ့ကိုပေါ့နော်အဲ့အဲ့ကြားလေးတွေကတော်တော်လေးပေါ့နော်လွဲမားသွားတဲ့လူတွေများတယ်ပေါ့နော်အဲ့ဒါမျိုးကိုမဖြစ်အောင်လို့ညီတို့ထိန်းရတယ်ပေါ့တချို့ကမြစ်တာလေးနဲ့ထိန်းရတယ်သွားရတယ်ပြီးရင်ကျွန်တော်တို့ဒီစစ်တင်တန်းမှာဆိုလို့ရှိရင်ဒီစစ်တင်တန်းကြီးတီးတာမဟုတ်ဘူးပေါ့နော်စစ်စစ်တိုက်တက်အောင်လောက်ရင်မဟုတ်ဘူးဒီအဓိကဖြစ်ဒီညီတို့ညီတို့ရဲ့ပေါ့နော် ဲဘောနောမျောမှန်းချက်ဆိုတာရှိတယ်ညီတို့ညီတို့မှာပန်းတိုင်းရှိတယ်ညီတို့ရဲ့ကြီးမှန်းချက်ရှိညီတို့ဒီစစ်စစ်ကြီးတိတက်တိုက်နေရမှာမဟုတ်ညီတို့ရဲ့ကြီးမှန်းချက်ရှိအဲ့ဒီကြီးမှန်းချက်ကိုဘာလို့ဒီကြီးမှန်းချက်သွားနေရတာလဲဆိုတဲ့ရည်ရွယ်ချက်ပေါ့ဘာလို့ပြည်သူဘယ်လိုကာကွယ်ရမလဲပြည်သူကအမိပြည်သူကအဖဆိုတဲ့စောင်းမုတ်တွေပေါ့နော်ကျွန်တော်ရဲဘော်တွေကောင်းကောင်းရိုက်တော်ထားရှိနော်ပြီးရင်ဒီပေါ်မှာပေါ့နော်ကျွန်တော်တို့ကလူငယ်တွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့လူငယ်တွေပေါ့နော်ကျွန်တော်တို့ရဲဘော်တွေကပေါ့နော်အနည်းငယ်ခံကြရတယ် ပိဆက်ရဲတဲ့เออเนาะอนาตุบ่เนาะเออบ่เนาะเออบ่รู้ว่ามาอนินาอนินาอนินาคันพี่บ่เนาะปิปิเสร็จตัวจ้าได้ลูกเหงื่อนี่เราพวกเรามาตลอดมาได้ปิเสร็จได้ลูกมาสุดีแต่เราก็ก้าวต่อไปนี่ဖြစ်จ้าเอ่ออจีสิทธิ์ดิบ่เนาะลูกจีสิทธิ์ลูกเราไม่เปียวเนาะเราลูกจีได้เราเราก้าวเลยสู้โหลไม่อยากบ่ลูกจีดิยกเองปูซูเลยบ่เนาะเออเราลูกเหงื่อนี่อจีสิทธิ์ดิဝင်ตัวจ้าเนาะงาหนีงาเย่บ่บ่เนาะงาเย่เป็ดบ่เราอ่ะตินั้นจ้องตะคูอ่ะ ဘောနော်မွေးထုတ်မွေးထုတ်ပေးတာဖြစ်တယ်ဘောနော်ပဲစစ်သားပဲမဆိုအဲ့တော့ကျတော့ဒီတင်တန်းရဲ့တင်တန်းဆရာတွေပုံမှာမူတည်ပြီးတော့အချင်းစာလေးတားနေစစ်ရည်စစ်သွေးတွေဆိုတာကွာချသွားတာပါပင်ကိုပင်ကိုဘောနော်ဗီဇာပဲပြောပြောဗာပဲပြောပြောခံယူချက်တင်ချီလို့ရှင်ပြန်ပြင်လို့ရပါတယ်ညီတို့မှလည်းဗီဇာရှိကြပဲလေနော်ညီတို့လွတ်လွတ်လပ်လပ်နေချင်တယ်ပရိုက်တာလို့ရှင်ဒါပေမဲ့ဒီချိန်မှာညီတို့လုပ်လို့မရဘူးလေနော်ဗီဇာဆိုတဲ့အတိုင်းအတာတစ်ခုကညီမချက်တွေဆောင်းတော့ပြင်လို့ရပါတယ်အဲ့လိုပဲပေါ့အဲညီတို့အရင်ကကွေးတို့ပြောတယ်ဘောနော်ဆောင်းတော့ပြောတယ်အင်တာဗျူးနေပေါ့နော်ညီတို့ဒီ လုပ်တဲ့ကိစ္စတွေရေဘော်တွေဆိုရင်လည်းအခုဘာပဲဖြစ်ဖြစ်ကြီးပိုင်းနေရောက်သွားပြီတချို့ကြားတဲ့ရေဘော်တွေလည်းရှိသလိုအဲဒဏ်ရာတဲ့ရေဘော်တွေလည်းများစွာရှိတယ်အခုဘောတော့အဲညီတို့ရေဘော်တွေကိုလက်နက်ကင်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့ရေဘော်တွေအားလုံးကအခုပေးဆက်ပြီးတော့စစ်တွေးကြုံနေယူနေတယ်အဲတချို့ဆိုရင် ပြစ်ဆက်သွားတာလည်းရှိသလိုတချို့ဆိုရင်လည်းဘောနောများသွားဘောနောဘောနောအဲထိခိုက်နေရတယ်အများကြီးရှိတယ်။ဒါတွေအားလုံးကဘာလဲဆိုတော့ညီတို့ MPD တက်ဖွဲ့ကနောက်လာမယ့်ရဲဘော်တွေဘောနောစစ်ကိုကောင်းကောင်းတိုက်နိုင်အောင်မျက်နှာမငယ်ရအောင်အောင်ပြန်နေရဖို့သူတို့ကြိုးစားနေရဖြစ်တယ်။